င်းလာရောဝင်ပြီးဖောက်ထုတ်နေရနဲ့။ဒါမောင်လေး။မေးရမွေးစားမယ်။အင်း။တားနှစ်ယောက်လိုချင်တာတဲ့။နော်။ကောင်းပြီ။ဒီဝါကငယ်ကြီးပတ်သက်တဲ့သူမေတ္တာရှင်မကြီးလို့ဝင်စဲစားနေ။လူတွေကခန်းထဲဝင်ပြီးခုခုစီးရဲတော့နေတာဟုတ်လား။ဟဲ့။တနိုင်ကြောင်မှာဖြူစင်မို့ပေးစားရတယ်တော့ရန်ချစ်ဖို့ကောင်းတယ်လီမောင်လေးဆိုတော့เนาะအဲနင်းရဲ့စိတ်ကိုရဲ့အိမ်မက်ကြီးပျက်စီးသွားခဲ့တဲ့အတွက် ငါလည်းစိတ်မကောင်းပါချင်းချင်းတော့လေစောင့်ကြည့်မှာပေါ့အဲ့လိုမျိုးအချင်းလေးပေါ့မူတီးရလူပေါ်လည်းမူတီးရပေါ့နင်းနဲ့ငါနဲ့ရီးစားမဖြစ်ခင်လေဟာသူနဲ့ငါရီးစားဖြစ်နေငါဘာပေါ့လဲအချင်းချင်းတခြားနဲ့ဝင်လာခဲ့တာပေါ့ဟုတ်လားအဲ့ဒါရှင်ပြောင်းမောင်လေးနဲ့သူနဲ့ပေါ့ကွာမတူဘူးထင်တယ်အော်အေးပါလေမင်းမင်းမင်းဟိုကအေးလို့သူကအဲ့လိုမအေးတဲ့မောင်ဟိုကတားကိုလိုချင်လားတဲ့မေးရ ပါအဲမိုက်ဆာနော်မဲဒီဇိုင်းอ่ะကြည့်ပါအဲနော်ဒီကဒုတိယလူလည်းပြောပါဒုတိယလူလည်းစာဖော်ခံရလားဒုလည်းမလားငါကလည်းကြီးစားမဖြစ်ခင်ကျွန်တော်ကလည်းကြီးစားဖြစ်တယ်ဟာဒီမှာကျောက်ထိပ်ွားဒီမှာမျက်ရည်ကြောက်ွားနေအများကြီးတွေ့လိုက်တယ်မလားမေ့ပါငင်းနဲ့ငါနဲ့ရီးစားမဖြစ်ခင်လေဟာသူနဲ့ငါရီးစားဖြစ်နေ ပေါ့တယ်အစ်ကိုတခြားနဲ့ဝင်လာခဲ့တာပေါ့ဟုတ်လားတိစောက်ရင်မေးလိုက်မယ်ဘယ်လိုတော့ရင်မေးလိုက်မယ်မေးပြီးပြန်မှာအဲ့လိုကြုံတွေ့ရရင်ဘယ်လိုတုံ့ပြန်ဖြတ်လိုက်ပေါ့ဟဲ့ဖြတ်လိုက်ပေါ့လို့ပြောမှာပေါ့ရခွန်းခွန်းလုံးရင်ခွန်းလုံးမှာပေါ့ခွန်းလုံးမှာလားကျွန်တော်လားအင်းဒုတိယလူဆန်ဘာဘာလုံးမှာအဲချစ်ပေါ်မူတရာပေါ့ဟုတ်ပါအင်းပေါ့သူ့ချဲရင်တော့စောင့်ရင်လည်းစောင့်အဲအင်းပေါ့အင်းပေါ့အဲ့လိုမျိုးပေါ့မီလီယာရောမီလီယာ ဒုတိယလူအဖြစ်မှာအဲ့မောင်တေးစားလို့ပဲစောင့်ကြည့်မှာပေါ့ချင်းချင်းတော့လဲစောင့်ကြည့်မှာပေါ့အဲ့လိုမျိုးအချင်းလေးပေါ့မှုကြည့်ရလူပေါ်လဲမှုကြည့်ရပေါ့အဲ့လိုကိုမချင်းတော့ရင်ထားခဲ့မှာဟုတ်တော့နော်အဲ့လိုမျိုးပေါ့ချင်းတော့နည်းနည်းမှတီးမခံအဲ့လိုချင်းတော့သူပါလို့လို့ခွင့်လို့မယ်အစဉ်ပြေအစဉ်ပေါ့တိုင်ပေါ့ကိုညီညာပဲနော်အမတင်ပေးတာမေးတင်ပေးတာမေး နင်းရဲ့စိတ်ကိုရဲ့အိမ်မက်ကြီးပျက်စီးသွားခဲ့တဲ့အတွက်ငါလည်းစိတ်မကောင်းပါဘူး။ဒါမောင်လေးမေးရမွေးစားမယ်။အင်းတတားနှစ်ယောက်လိုချင်တာတဲ့။နော်ကောင်းလိုက်တာမွေးစားလေးအောင်မွေးစားမေးနော်မာရောပဲမွေးစားမှာနော်ဟုတ်တယ်လေဟုတ်တယ်လေတယ်တယ်လေမွေးစားမယ်ဆိုလက်ခံမှာလားလက်ခံမှာဗောမောင်လေးပဲလေအမအကြံပြုတာမေကြီးရောကဲပြောပြောဘယ်လိုအကြံပြုတာ ကြံပြီးတော့မွေးတေးစားရတယ်သူကရမ်းချစ်ဖို့ကောင်းတယ်လीမောင်လေးဆိုတော့နော်အဲကြံပြူလိုက်တာဟာဒါပါလေချစ်ဖို့ကောင်းတယ်ပြောတာဒါခုခုဆိုရင်အမျိုးလုံးပဲမြင်နေရဘယ်သူလဲလို့ဟုံးပါအဲဒီခုခုဆိုရင်အဲ့လိုမျိုးပုပ်ပုနေနေပြောရတယ်လေဟမ်ဆောင်တက်ဘူးအဲ့ဟာမျိုးကောင်းတယ်အဲ့လိုမျိုးဟုတ်တယ်နော်ဟုတ်တယ်တဲ့တဲ့ပဲလေဒီမတ်ကနေဒီပတ်သက်တဲ့သူမေတ္တာရှင်ပါကြီးတို့ကိုစဲစားနေတယ် လူတော့အခန်းထဲဝင်ပြီးကူကူစီးရဲတော့နေတာဟုတ်လားဟဲ့စနိုက်ကြောင်မှာဖြူစင်မိုးဂျာရီဘောကျွန်တော်စရိုက်ကလေးကအမားတို့နဲ့တွေ့တော့ဟိုကိုနေဝင်းတို့အမားတို့ဆိုတာကျွန်တော်ဘာမှဟိုစဆရိုက်ကလေးကဟိုဟိုအစ်စ်မို့လို့ဟိုလိုမျိုးလည်းမရှိဘူးအကုန်လုံးကျွန်တော်ဟိုဟိုတကယ်လို့မားလို့ရှင်လည်းနားလည်ပြီးရဲအားလုံးကဟိုလက်တွဲခွဲပြောမှာအဲ့လိုမျိုးပေါ့နော်အကုန်လုံးကချက်ပေးကြရဲဆိုတော့အဲ့လိုမျိုးဆိုတော့ကျွန်တော်ကဒီတဲ့ဆဆဝင်နေတဲ့အချိန်မှာဒီအမားတို့နဲ့တော်တော်များများရဲရတော့ကြာ ဟိုဟိုဒီ family type လို့ဖြစ်နေတယ်အဲ့လိုမျိုးလေးပါဟုတ်တယ်လောဦးဆရာလည်းဖြစ်ခဲ့တယ်ဟာလောဦးဆရာမဟုတ်ပါဘူးခင်ဗျမောင်နှမကြီးလိုဖြစ်နေရမှာချမ်းတယ်နော်ချမ်းနေတော့အားကြခဲ့ရတယ်ဟာတကယ်တကယ်အဲ့ဘကွာပါဦးရမဲဓမ္မရိုက်တာရှိတယ်ဟုတ်တယ်အဲ့ပုံပြန်ပြလိုက်မယ်တော်တော်ပုံပြန်ဖြတ်တော့အဆက်ပြန်လုပ်သွားတယ်တော်တော်ရုပ်ဆိုးတယ်ငငယ်တော့ကဒီဆက်ငငယ်တော့ကမင်းနဲ့ဓမ္မတွဲရိုက်ဖို့လေ2018လောက်ကဟုတ် 28လောက်ကကျွန်တော်10ရန်ဖြည့်ပြီးအဲ့လောက်မှာဟိုပကံမှာရိုက်နေတော့ကပကံမျိုးတူဟုတ်တယ်ပကံမျိုးတူဥမောင်းလုံးနဲ့ရိုက်တော့ကတေးစားအိတ်တော့လက်လေရတယ်တေးစားမမသိဘူးပေါ့ဒီလိုပဲဟိုငငယ်လေးပေါ့ကောင်းလေးတယောက်ပေါ့နော်ဒါအဲ့လောက်ကစားပြန်ပို့မှမှတ်မိရာဒါပေမဲ့အဲ့ပုံကို save တောင်မ save လိုက်ရသေးဘူးပြန်အန်ဆန်လို့ကောတို့ရာကျွန်တော်တို့အမ်ကြောင်းတက်နေလေအမားတို့ကဒီဘက်မှာအရန်နာမည်ကြီးရမင်းသမီးဖြစ်နေဟုတ်တယ် ငါပေးခဲ့တဲ့မွေးလေဘယ်လိုများရဲ့ဘဝတတရဲ့ဒီဆောင်လဲယုံမလဲဟဲ့ယုံတော့မယုံတွေးတော့မတွေးမိဘူးဟုတ်တာလေအဲ့လိုတဲ့လားတကယ်ပါအဲ့တကယ်အဲ့လိုတွေးတော့မတွေးမိဘူးပေါ့ဟိုကိုမြင်းများတို့လဲလဲတူတူပါပဲ ဟိုတနေ့အဲ့လိုမျိုးအကုန်လုံးဟိုတရုပ်ဆောင်ရမယ်ဆိုတွေးမိပါတွေးမိဘူးပေါ့ဒါမဲ့လည်းလက်တွေ့တရုပ်ဆောင်တဲ့အချိန်မှာအကုန်လုံးကိုမြင့်မြတ်ဆိုလဲကျွန်တော်ချက်တယ်အကုန်လုံးကဥခင်လိုင်းတော့ဒါအကုန်ရိုက်ရိုက်သမျှသူတွေအကုန်လုံးဒရိုက်တာတွေရောဟိုဒီတရုပ်ဆောင်တဲ့သူတွေရောအကုန်လုံးကချစ်ချစ်ခင်ခင်ဖြစ်ကြတယ်ဟိုဘာမလို့အသိမလို့အဲ့လိုမျိုးမရှိဘူးဒီတော့မဆက်ဆံရတယ်အဲ့လိုမျိုး producer တွေရောအဆပါเนาะအကုန်လုံးကအဆင်ပြေပါတယ်ဟိုထင်အောင်ပြင်မလားဘူးအဲ့ဒါတော့ဝန်တာလေးဟိုတကယ်ဝန်တာ ဒီမှာလည်းအဲ့လိုပါပဲကျွန်တော်တို့ဆိုအမြဲဟိုချစ်ချစ်ခင်ခင်ဟိုဒီကလောက်လိုက်ရင်ပုံမကောင်းဘူးလားဗာညာအဲ့လိုမျိုးလေးတွေတိုင်းတိုင်းမင်မင်နဲ့ဆိုတော့ခင်ပါပဲကျွန်တော်တို့ကအဲ့လိုရှင်းမင်းနဲ့ဒီကားနဲ့ဆိုဘယ်လိုအကူကကြီးရအောင်အဲ့ဘောနော်ရှင်းမင်းကကျွန်တော်နှစ်နှစ်သုံးနှစ်လောက်ကြီးမယ်ဟုတ်လားကြီးလားအဲ့တော့ငယ်ဆုံးငယ်မောင်လေးပေါ်ရယ်အေးစားစားတွေ့တုန်းကဟို ထမအောင်ဇာရီတာရဲ့ script reading မှာစတင်လာဆိုဂျစ်ကန်ကန်ပုံစံလေးပောက်တယ်ဒါပေမဲ့အဲ့လိုအဲ့ပေါ့သူ့ရဲ့ type ကအဲ့လိုပုံစံလေးဒါပေမဲ့စိတ်ကရိုးရှင်းတယ်လို့ခံစားရတယ်စိတ်ထဲမှာဟာမဟုတ်ပါဘူးရှားလို့ဘာမှအဲမရှိဘူးပေါ့နော်အေးစစ်စစ်ပဲအဲ့ရောအဲ့လိုဟိုပေါ့ပေါင်းလို့ကောင်းတဲ့မောင်းလေးပေါ့နော်ဆိုတော့စကားပြောလို့လည်းလွတ်လွတ်လပ်လပ်ရှိရယ်ပေါ့နောက်တော့ fashion တမျိုးဖြစ်သွားပါပြီအနေနဲ့မောင်းလေးပါပါ ပါတော့မယ်ပါပါပါတော့မယ်ပေါ့ဟုတ်ပါတော့တယ်နော်မနိုင်တဲ့မောင်လေးတွေမှာပါပါမနိုင်မနိုင်ဘူးမနိုင်အေးပေါ့အဲ့ဒါတော့ဟုတ်ပါတယ်အဲ့ဒါရှင်ပြမောင်လေးနဲ့သူနဲ့ပါကွမတူဘူးထင်တယ်ဟုတ်ပါအေးပါတယ်ဟုတ်ပါတယ်ကျေးဇူးပါ။ဟိုကအေးလို့သူကအဲ့လိုမအေးရဲ့အမောင်ဟိုကတားကိုလိုချင်တာအဲ့ဒါမေးကြီးက။အရှင်မင်းဝင်ရောဝင်ပြီးပါတော့ညာနဲ့။နေချိုးနဲ့ထဲမှာအဲ့ဒီအမှဟိုကဘောရေးစားနေနေတယောက်စား။ ချက်သူအနေနဲ့တရုတ်ဆောင်ကြတာဆိုတော့အမှတ်တရတော့အဲ့လိုချက်သူပေါ့နော်ပြန်ကြည့်ရောလဲကိစ္စတစ္ဆာဖောက်တယ်ပေါ့ကိုအဲ့လိုပုံစံမျိုးပေါ့အဲ့လိုတရုတ်ဆောင်ထားတာဆိုတော့မမမီရလားအိကဟမ်မမီပါအဲငင်းနဲ့ငါနဲ့ရီးစားမှဖြစ်ခင်လေဟာသူနဲ့ငါရီးစားဖြစ်နေ ကျွန်တော်တို့ရှောက်ရှောက်ပြောလိုက်တယ်ဟိုအလွတ်အလွတ်အလွတ်အကိုရဲ့ idea နဲ့ကိုရီမောင်နှမရဲ့ကြားလို့ဖန်တီးပြီးပြောတာလေးရှိရဲဆိုတော့အဲ့ဒါလေးက script တက်မှာပါလဲပျော်ဖို့ကောင်းတဲ့ဟာလေးရှိရဲရှောက်ပြီးအဲ့ဒါလေးဟုတ်ကဲ့